Welcome to Dairy Episode 3ရဲ့ထူးခြားချက်တွေကိုပြောပြပါမယ်။အရင် Episode 1နဲ့2ကတော့တိတော့ပြီးပြီဖြစ်တော့ Episode 3ကစပြီးတော့ breakdown လုပ်ပေးပါမယ်။ Review ထဲမှာ Stevie Universe ရဲ့အခြေဆက်တွေဖြစ်နိုင်ခြေတွေနဲ့ Easter Egg တွေကိုအဓိကထားပြီးပြောပြပါမယ်။ Episode အစမှာ Dairy ရဲ့1900ရှစ်အချိန်ကိုပြထားပြီးတော့ Welcome to Dairy ဖြစ်နေတဲ့အချိန်က1962ပါ။အဲ့တော့အချိန်အားဖြင့်54နှစ်ကြာချပါတယ်။54က28ခါပေါင်းထားတာဖြစ်လို့ဒီ1900ရှစ်ကလက်ရှိ Welcome to Dairy ဖြစ်မလာခင် Panerai Spoiler လာ3ခါမြောက်ပါ။ ဘာလို့တော့ငါများလို့ပြောရလဲဆိုရင် Welcome to Terry က season 3ဟူလာမှာဖြစ်ပြီးတော့ season 2က1935နဲ့နောက်ဆုံး season 3က1908မှာအဆုံးသတ်မှာပါ။ဒါပေမဲ့ဒီ1908က Pennywise ပေါ်လာတဲ့အစတော့မဟုတ်သေးပါဘူး။ဇာတ်နာမကိုပြန်ဆက်ရရင်1908မှာ Paul Gray နဲ့ Sackey အဖွဲ့က Terry ကိုရောက်နေပါတယ်။ Paul Gray ကလည်းတမိတယောက်ပါလာပြီးတော့သူ့တမိနာမည်က Mrs. Crush ဖြစ်ပါတယ်။ Mrs. Crush နဲ့ Paul Gray ကို ID Chapter 1နဲ့2မှာတွေ့ရပြီး Paul Gray က Pennywise ကိုလိုက်ပါမယ်။ ဝက်ကင်တူတဲရီမှာတော့ Mrs. Kiss ကိုပန်နီဝဲပုံစံပြင်ထားတဲ့ကောင်မလေးအနေနဲ့တွေ့ရပါတယ်1908ခုနှစ်က Iowa ပါဝဲပျက်စီးတဲ့ခုနှစ်ဖြစ်ပြီးကလေးပေါင်း88ယောက်နဲ့လူပေါင်း100နှစ်ယောက်ကိုအသက်ဆုံးရှုံးစေခဲ့တဲ့နေ့ဖြစ်ပါတယ်ဒီအကြောင်းကလည်း intro ထဲမှာပါခဲ့ပါတယ်ဒီဆက်ကတ်ထဲကကစားပွဲတစ်ခုမှာကလောင်ပုံထော်တဲ့ပုံနဲ့ Native American ရဲ့ပုံပုံတွေ့ရပါတယ်ကလောင်ပုံကပန်နီဝဲဆိုပြတာဖြစ်ပြီးထော်တဲ့ပုံက Matthew ဆိုတဲ့ cosmetic doctor ကိုပြတာပါ Pennywise က Chaos နဲ့ Disruption ကိုဖော်ပြတဲ့ Entity တစ်ခုဖြစ်ပြီး Mushroom က Creator of the Universe ဖြစ်ပါတယ်။ Pennywise ကစံညဘ Entity တယောက်ပါ။နောက်တစ်ခုကတော့ Native American တွေပါ။သူတို့တွေက Pennywise ကိုပထမဆုံး Ritual of Chaos နဲ့တိုက်ခိုက်ခဲ့တဲ့လူမျိုးစုဖြစ်ပါတယ်။ Pennywise ကိုစာမြင်ခဲ့တဲ့လူမျိုးစုဆိုရင်လည်းမှန်ပါတယ်။နောက်တော့ Mrs. Cash ထိုင်နေတဲ့ဘက်ကိုပြန်သွားရရင်သူထိုင်နေတဲ့တဲက8 Chapter 1နဲ့2မှာပါခဲ့တဲ့တဲဖြစ်ပါတယ်။ဒီတဲက Pennywise မြောက်ထဲမှာပုံနေတဲ့တဲနဲ့အတူတူပါပဲ။အဲဒါကြောင့် Pennywise ရဲ့လူသားပုံစံက Paw Grey ဖြစ်ပါတယ်။ ောက်တော့ Jupiter ဟိစေးရုံကိုပြင်ပြရပါတယ်ဒီအပိုင်းမှာ Lily ကိုလက်ကောက်ဝယ်ပေးတဲ့သူကမရှိုးဟန်ကုန်နဲ့ဖြစ်နေကြောင်းလည်းပြောနေကြသလို Mrs. Kish ကသမီးတယောက်ဖြစ်နေကြောင်းလည်းပြောပါတယ်အကြောင်းရင်းက Terry ကလူကြီးတိုင်းကတာမန်မဟုတ်တဲ့အကြောင်းပြချက်တွေကိုမယုံတဲ့အချိန်မှာဒီမျိုးသမီးက Lily ရဲ့ story ကိုယုံကြည်နေတာကြောင့်ပါဒီမျိုးသမီးက Lily ရဲ့ story ကိုယုံကြည်တဲ့အပြင်သူဝယ်ပေးလိုက်တဲ့လက်ကောက်မှာလည်း trailer ပုံစံပါနေတာကြောင့် Pennywise ရံကကောင်းကင်ဘေးဝတ်လုပ်ပေးရတဲ့တူပါတယ်။ဖန်ခွေးရရှိအချိန်ကိုပြန်သွားရရင် Rose နဲ့ Native American ကောင်မလေးက Skeleton Man ကို၄ခွနဲ့ပြစ်ပြီးတော့တားလိုက်ပါတယ်။ ဒီစကဲလ်ဂျမန်ကဇလန်ရဲ့အဆမှာဒီကြောင်လေးဝင်တဲ့အသေးရဲ့အင်နာမှာမြင်ခဲ့ရတဲ့အကောင်မှာကလေးတော်တော်များများငယ်စဉ်ချိန်ကသူတို့ကြောက်ခဲ့ကြတဲ့အရာလေးဖြစ်ပါတယ်။ဒီလေးကကပန်နီဝိုက်ဆိုခဏတာအနိုင်ယူခဲ့တာကြောင့်ဒီလေးကမှပန်နီဝိုက်ရဲ့အစမနေပါဝင်နေပါတယ်။ဒီအချက်ကိုအသုံးပြုပြီးတော့တိတ်ခါလိုရန်ကအေရှီယန်နဲ့ပေါ်ရှာမှာဖြစ်ပါတယ်။တိတ်ခါလိုရန်ကဒရှိုင်းနီနဲ့ဒါတော့စီမှာပါခဲ့တဲ့စီဆွေးရရှင်အဖိုးကြီးပါ။အဲ့တော့ဖြစ်နေတာကအေတန်ရှိုင်းနီတို့ကကဘာတစ်ခုထဲမှာဖြစ်နေတာလည်းဖြစ်နေပါတယ်။ နောက်ပြီးဒေဗီမျိုးကလူဖြူအဖွဲ့ Legion of White Legacy ဆိုတဲ့အဖွဲ့ကလူမဲစစ်သားတွေကိုမီးရှို့မှုဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်ကိုလည်းတွေ့ရနိုင်ပါတယ်။ဒီမီးရှို့ခံရတဲ့သူတွေထဲမှာ Mike Hanley ရဲ့အဖေလည်းပါဝင်ခဲ့ပါတယ်။ဒီအကြောင်းကတော့နောက်ပိုင်းမှာထည့်ပြနိုင်ပါတယ်။နောက်ထပ်တစ်ပိုင်းက Rose Gate အပေါင်းအသင်းကိုရောက်လာပြီးတော့ Native American တွေကစစ်တပ်ကလူတွေမျိုးကိုတိုးနေတာသဘောမကျကြောင်းပြောနေကြပါတယ်။ဒီအပိုင်းမှာ Rose တို့ကဝင်မပါဘူးလို့ပြောခဲ့ပါတယ်။နောက်ပိုင်းစစ်တပ်ဘက်ကခေါင်းဆောင်အဖွဲ့အစည်းနဲ့တွေ့ရော်လဲ Rose ကဒေဗီမျိုးကလူတွေကိုမေးတော့လုံးနိုင်တယ်လို့ပြောခဲ့ပါသေးတယ် ပြောချင်တာက Pennywise ရဲ့ဖြစ်တည်မှုနဲ့ Derry ကလူတွေထိရောက်ခံနေရတယ်ဆိုတဲ့အချက်ကိုသူတို့ကသိနေပါတယ်။အဲဒါကြောင့် 8th chapter တုန်းမှာပါခဲ့တဲ့ Ritual Error Check ကလည်း Roastor Apocalypse ကလုပ်ခဲ့တဲ့အရာဖြစ်နိုင်ပြီးတော့သူတို့မှအောင်မြင်ခဲ့တဲ့အတွက် Pennywise ရဲ့အုပ်စိုးမှုကိုပိုဆိုးမလာအောင်ထိရောက်ဖို့စ조사ရတယ်ဖြစ်နိုင်ပါတယ်။နောက်တစ်ပိုင်းမှာ Dick က Pennywise ရဲ့မျိုးကိုတီးဖို့အတွက် Shine ကိုသုံးမျိုးနေတာတွေ့ရပါတယ်။ US စစ်တပ်ကစစ်သားရှင်တွေကိုစစ်သားအဖြစ်သုံးနေတာမဖြစ်နိုင်ဘူးလို့တွေးနေပါလိမ့်မယ်။ 1960ဝန်းကျင်မှာ CIA ကလူရည်စိတ်ကိုထိန်းချုပ်ပြီးစိတ်ဆွမ်းအသုံးပြုနိုင်အောင်လုပ်ပေးတဲ့ MKA Ultra Project ကလည်း1960ဝန်းကျင်မှာဖြစ်ခဲ့တာပါ။နောက်ပြီး Welcome to Derry ကလည်း1960ဝန်းကျင်မှာအရှိခံထားတာဖြစ်လို့ဒီနာမည်ကြီး MKA Ultra Project ကိုထည့်သွင်းထားတာလည်းဖြစ်နိုင်ပါတယ်။ဆွေညာတင်စီးရီးကလည်းဒီ MKA Ultra Project ပေါ်အရှိခံပြီးဖန်တီးထားတာပါ။ MKA Ultra ကြောင့်ကိုနောက်ထပ်ဗီဒီယိုတစ်ပုဒ်အနေနဲ့တင်ပြပါမယ်။ဆက်လက်မဲ့ကိုပြန်သွားရရင်ဒေကပန်နီဝက်ရှိတဲ့နေရာကိုရောက်သွားပါတယ်။အဲ့ဒီချိန်မှာဒေကပန်နီဝက်ကိုမြင်သွားရင်လည်းသူ့အကြောက်ဆုံးအရာတွေကိုတွေးရပါတယ်။ Pennywise နေရာမှာ floating tower ကိုလည်းတွေ့ရပါသေးတယ်။ဒီနေရာမှာ Pennywise ကမဆားရသေးတဲ့ကလေးတွေအထူးသဖြင့် Pennywise ကိုမကြောက်တဲ့ကလေးတွေ floating ဖြစ်နေတဲ့နေရာပါ။ဒီမှာ theory တခုရှိပါတယ်။ episode 1မှာပျောက်သွားတဲ့ကလေးတွေရဲ့ပုံကို episode 2မှာ Lily နဲ့အတူတွေ့ရပါတယ်။ဒီမုတ်ထဲမှာပထမဆုံးကလေးနဲ့ဒီကလေးလေးရပဲသာမန်ရုပ်ဖြစ်နေပြီးတော့ channel ကလေးတွေကတော့ရုပ်ပြတ်နေပါတယ်။အဲ့တော့ဖြစ်နေတာကဒီကလေးမြောက်က floating tower မှာမျောနေပြီးတော့ pennywise စားတာမခံရသေးတဲ့ဖြစ်နေပါတယ်။ဒီချက်က theory ဖြစ်ပါတယ်။ ီလိုနဲ့ episode နောက်ဆုံးပိုင်းမှာကလေးလေးဆိုပြီးတော့ Penny Wise ကြောင်းပြောနေတော့ Rich ကဒီ Evil Spirit ကြောင်းပြောခဲ့ပါတယ်။ "Es no Richa." ဒီ Evil Spirit က West African Religion က deity တယောက်ဖြစ်ပါတယ်။နောက်တော့သူတို့တွေ cemetery မှာရှိနေတဲ့အောင်ပြန်ကြတဲ့အခါမှာသူတို့ဖွဲ့ခွဲသွားပါတယ်။အဲ့ဒီအချိန်မှာ Penny Wise ဆိုင်တာခံရပြီးတော့သူတို့ကလည်းအသေးအံတပ်ပုံရိုက်ပါတယ်။ဒီရိုက်တဲ့ပုံတွေမှာသူတို့ရိုက်တာကတာမန်ဝိညာဉ်ပုံတွေဖြစ်ပါတယ်။ဒါပေမဲ့သူတို့နောက်ပိုင်းပြန်ကြည့်တဲ့အခါမှာပုံထဲမှာ1900ရှစ်ကကလောင်းပုံစံပါလာပါတယ်။ Pennywise ပုံထံ1908မှာမြင်ခဲ့ရတဲ့ Mrs. Cook ရဲ့ပုံနဲ့ပိုတူပါတယ်။ဒီကလေးတွေက Ronnie ရဲ့အဖေကိုအပြည့်အလောက်အောင်လုပ်ဖို့အတွက်ရိတ်ထားတာပါ။ဒါပေမဲ့ဒီကလောင်ပုံစံကိုလူကြီးတွေမြင်ရမလားဆိုတော့တော့စောင့်ကြည့်ရမှာပါ။အဲ့ chapter 1မှာက Beverly ရဲ့ရေချိုခန်းထဲမှာသွေးတွေအပြည့်ရှိနေတာကိုသူ့အဖေကမတွေ့ပါဘူး။ Jerry ကလူကြီးတွေက Pennywise ကမြည်နေကြတာပဲမြင်လာကြမှာ။အဲ့တော့ဖြစ်နိုင်တာကဒီပုံထဲမှာပါတဲ့ Pennywise ကိုတခြားလူကြီးတွေကမြင်မှာမဟုတ်ပါဘူး။မြင်ရင်တော့မှယုံကြည်မှယုံကြပါလိမ့်မယ်။ ပန်နီမရှိနေတဲ့ universe အကြောင်းအသေးစိတ်ကို Facebook page မှာတင်ပေးထားပါတယ်။မဖက်ရတဲ့ရင်ဖက်ကြည့်ဖို့အကြံပေးပါတယ်။ဒီ Pennywise universe ရဲ့ video version နဲ့နောက်တစ်ရက်မှာတင်ပေးပါမယ်။ဒါဆိုရင် Pennywise ရဲ့ universe အကြောင်းရယ်ဆွေရသိရဲ့ MK Attraction နဲ့အတူပြန်လာရပါမယ်။